ဖမျက်ဝါကျန်းအခန်းကြီး၁ဖမျက်ဝါကျန်းအခန်းကြီး၁သည်ဣသရေလလူမျိုးများဖိနှိပ်ခံရခြင်းဖြစ်သည်မိမိတို့အိမ်သူအိမ်သားပါလျက်အဘရာကုန်နှင့်အတူအေကုတုပြည်သို့ ရောက်လာသောဣသရေလသားတို့အမိဟူမူကားယုဘင် ရှီမောင်လေဝိယုဒဣဒခာဇာဘူးလုံဘင်ယာမိန်ဒန်နတလိဂတ်အာရှဒီ ။ယာကုပ်အမျိုးပေါင်းက80တည်။ယောသက်သည်အဂုရုပြည်၌ရှိနှစ်တည်။ယောသက်နှင့်ညီအကိုများမှဆ၍ထိုကာလမျိုးဆက်တို့သည်တေကြကုန်၏။ဣတိလအမျိုးတို့သည်တားကိုဖွား၍အလွန်တိုးပွားများပြားသဖြင့်အလွန်အားကြီး၍တပြည်လုံး၌ပြန့်နှံ့ကြလေ၏။ထိုနောက်မှအဂုရုပြည်၌ယောသက်ကိုမသိသောရှင်ဘရင်သစ်ပေါ်လာ၏ထိုရှင်ဘရင်ကလည်း ဣတိလအမျိုးတို့သည်ငါတို့ထက်သာ၍များကြ၏။သာ၍အာကြီးကြ၏။လာကြ။သူတို့ကိုလိမ္မာစွာပြုကြစို့။သို့မဟုတ် သူတို့သည် များပြားကြလိမ့်မည်။နောက်တစ်ခါစစ်မှုရောက်လျင်ငါတို့ရန်သူဘက်သို့ ဝင်စား၍ငါတို့ကိုတိုက်သည်ဖြင့်ပြည်တော်တဲကထွက်သွားကြလိမ့်မည်ဟုမိမိလူတို့အားဆိုလေ၏။ထိုကြောင့်အေဂုရုမင်းတို့သည်ကြက်တဲစွာနှိမ့်ဆက်ညှင်းဆဲစီခြင်းကပုတ်ချုပ်ခန့်ထားကြ၏။ ်ဤဒရီလာလူတို့သည်ဘန္နာတော်တူထားဖို့ပြီးတုံမျိုးနှင့်ယာမတတ်မျိုးကိုတိဆောက်ကြရ၏သို့တော်လည်းနှိမ့်ဆက်ခြင်းကိုခံရသည့်အတိုင်းတိုးပွားများပြားလျက်ရှိကြ၏သူတို့ကြောင့်အေဂုတုလူတို့စိတ်ညစ်၍အလွန်ကြမ်းတမ်းစွာနှင်းဆဲကြ၏တရွတ်နှင့် အုပ်လုပ်သောအမှုလေလုပ်သော အမှုအမျိုးမျိုး၌ခဲရင်စွာစေခိုင်း၍အလွန်စင်းရဲပင်ပန်းစေကြ၏စေခိုင်းလျက်ရ၌လည်း ခဲရင်စွာစီခိုင်းကြ၏ရှိရဖနှင့်ပူအာအမိရှိသောဟေပြဲဝန်းဆွဲမတို့ကိုအဲကုရုရှင်ဘုရင်ကတင်တို့သည်ဟေပြဲမိမတို့အားဝန်းဆွဲလုပ်၍မွေးရာအရ၌စောင့်နေသောအခါယောက်ျားဖြစ်လျင်သေးစေမိမဖြစ်လျင် အသက်ရှင်စေဟု အမိန့်တော်ရှိ၏ဝန်းဆွဲမတို့သည်ဘုရားသခင်ကိုကြောက်ရွံ့၍အဲကုရုရှင်ဘုရင် မိန့်တော်မူသည့်အတိုင်းမပြုယောက်ျားတို့ကိုအသက်ချမ်းသာပေးကြ၏ အဂုရုရှင်ဘရင်သည်လည်းဝမ်းဆွဲမတို့ကိုခေါ်၍တင်းတို့သည်အဘဲကြောင့်ဤသို့ပြုသည်နီယောက်ျားတို့ကိုအဘဲကြောင့်အသက်ချမ်းသာပေးသည်နီဟု မေးစစ်တော်ဝမ်းဆွဲမတို့ကဟေပြဲမိမတို့သည်အဂုတုမိမကဲ့သို့မဟုတ်တန်ဆွမ်းသောကြောင့်ဝမ်းဆွဲမမရောက်မီတားကိုဖွာတတ်ကြ၏ဟု ပြန်လျှောက်ကြ၏ထို့ကြောင့်ဘုရားသခင်သည်ဝမ်းဆွဲမတို့ကိုကျေးဇူးပြုတော်မူ၏ ထိုလူအမျိုးသည်လည်းများပြား၍အလွန်အားကြီးကြလေ၏ဝမ်းဆွဲမတို့သည်ဖျားသခင်ကိုကြောက်မြန်သောကြောင့်သူတို့အိမ်သူအိမ်သားများကို ပြုစုတော်မူ၏ဖာရောဘုရင်ကလည်းဣတရီလအမျိုးတို့တွင် ဖွားမြင်သော သူငယ်ယောက်ျားအပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေမိမကိုမူကားအသက်ရှင်စေဟုမိမိလူ အပေါင်းတို့ကိုမှားထားတော်မူ၏ဖမျက်အောင်ခြင်းအခန်းကြီး၁ ပြီးပါပြီ။အားလုံးကိုဘုရားသခင်အသာ၍ကောင်းချီးပေးပါစေ။အာမင်။ဖမျောအကျံအခန်းကြီးနေ့ဖမျောအကျံအခန်းကြီးနေ့သည် မောရှိမွေးဖွားခြင်းဖြစ်သည်။ထိုကာလ၌လေဝိအမျိုးသားတယောက်သည် လေဝိအမျိုးသမီးနှင့်အိမ်ထောင်ဖက်ပြု၍မိမာသည်ပရိဒေရေယူသည်ဖြင့်တားယောက်ျားကို ဖွားမြင်လေ။ထိုသားသည် ဆင်းလာကြောင်းကိုအမိမြင်သည်သုံးလပလုံးဝတ်ထားလေ၏နောက်တစ်ပံဝှက်ရင်မထားနိုင်သောအခါဂမာကိုင်းပင်ဖြစ်ရသောပခတ်ကိုယူ၍ရေညှိနှင့်တစ်ဆေးဖြစ်လူးပြီးလျှင်ပခတ်ထဲတွင်ကားငယ်ကိုထည့်၍ညကန္နာကိုင်းတော်၌ထားလေ၏သူငယ်အမလည်းအဘယ်သို့ဖြစ်မည်ကိုသိမိခြင်းကအဝေး၌ရက်နေလေ၏ဘာရောဘီယင်ဤသမီးတော်သည်ရေချိုးခြင်းကဆင်းလာ၍ကျွန်မတို့နှင့် မြကန်းနာ၌လှဲ့လေစဉ်ကိုင်းတော်၌ပခတ်ကိုမြင်၍စောင်းယူစီခြင်းကကျော်မားတယောက်ကိုဆေလွတ်လေ၏ပခတ်ဖုံးကိုဖွင့်သောအခါမူလျက်နေသောသူငယ်ကိုမြင်၍အနာသောစိတ်ရှိလျင်ဤသူငယ်သည်ဤပြဲမျိုးဖြစ်လေမည်ဟုဆိုပြီးတော့သူငယ်၏အမကကိုယ်တော်အတွက်သူငယ်ကိုထိမ့်ရသောဤပြဲအထင်းကို ကျမသွား၍ခေါ်အပ်ပါမည်လို့ဟုဖာရောပင်ဤသမီးတော်အားမေးလျှောက်၍ မင်းသမီးကသွားလို့ဟုခွင့်ပေးလျင်မိမပြူသွား၍သူငယ်ဤအမိကိုခေါ်လေ၏ဖာရောပြင်းသမီးတော်ကဤသူငယ်ကိုယူသွား၍ငါဖို့ထိန်လောအခါကိုငါပေးမည်ဟုမှားထားသည့်အတိုင်းထိုမိမသည်သူငယ်ကိုယူသွား၍ထိန်လေသူငယ်ကြီးပွားသောအခါဖာရောပြင်းဤသမီးတော်ထံသို့ပို့ဆောင်၍မင်းသမီးသည်တားအရာ၌ခံထားလျက်မောရှိအမိဖြင့်မှဲ့၏အကြောင်းမူကား ရည်ထဲကငါနှုတ်ယူသည်ဟု ဆိုသည်အခန်းငယ်7အခန်းငယ်7သည်မိဒံပြည်သို့မောရှေထွက်ပြေးခြင်းဖြစ်သည် မောရှေသည်ကြီးသောအခါမိမိအမျိုးသားချင်းတို့ရှိရာသို့တွား၍သူတို့အမှုထမ်းရသောအချင်းရာတို့ကို ကြည့်ရှုလေ၏မိမိအမျိုးဟေပြဲလူတစ်ယောက်ကိုအေကုတုလူရိုက်သည်ကိုမြင်လျင်ပတ်လေကြည့်ရှု၍အဘယ်သူမျှမရှိသည်ကိုသိတော်အခါအေကုတုလူကိုတတ်၍ သေးသေး၌မြုပ်ထားလေ၏။နှဖြန်နေ၌ထွက်ပြန်သောဤပြဲလူနှစ်ယောက်တို့သည် အချင်းချင်းတက်ကြသည်ကို မြင်လျင်တင်းသည်တင်း၏အပေါင်းဖော်ကိုအဘဲကြောင့်ရိုက်သည်နည်းဟုညင်းဆဲသောသူအားမေးသည့်ရှိသောထိုသူကအဘဲသူသည်တင့်ကိုငါတို့အပေါ်မှာအကဲအမှုတရားသူကြီးအရာ၌ခံထားသည်နည်းအေဂုတုလူကိုတတ်တကယ်သို့ငါကိုတက်လို့တော်ဟု ပြန်ဆို၏ထိုအခါမောရှိသည်မိမိပြုသောအမှု ထင်ရှားပြီဟုသိ၍ကြောက်လေ၏ထိုသတင်းကိုဖာရောဘုရင်ကြားသောအခါမောရှိကိုတက်ရှင်းကရှားကြံလေ၏မောရှိသည်ဖာရောဘုရင်ထံမှဖွပြေး၍မိဒံပြည်သို့ရောက်လျင်ရေတွင်းနားမှထိုင်၍နားနေလေ၏ထိုအခါမိဒံယေဘရဟိတ်သမီးညီမခုနှစ်ယောက်တို့သည်မိမိတို့အဘ၏သို့စိတ်များကိုရေတိုက်ခြင်းကလာ၍ရေခက်ပြည်လျင်ရေတောက်ွက်တို့၌လောင်းကြ၏ တူထင်းရှုလဲလာ၍တူစိတ်များကိုမောင်းကြ၏ဒုက္ခမောရှိသည်ထ၍ထိုမိမတို့ပတ်၌နေလျက်တူစိတ်များကိုရေတိုက်လေ၏ထိုမိမတို့သည်အဘရွေလာထံသို့ရောက်ကြသောအဘကအဘဲကြောင့်ယနေ့အလင်းမြန်ရောက်လာကြသည်နီဟုမေးလေ၏သူတို့ကလည်းအေကုတုလူတယောက်သည်အကျွန်ုပ်တို့ကိုတူထင်းတို့လက်မှတ်ကဲနှုတ်၍ရေလိုသည်များကိုခတ်သည်ဖြင့်တူ စိတ်များကိုရည်တိုက်ပါသည်ဟုပြန်ပြော၏အဘကလည်းထိုသူသည်အဘယ်မှာရှိသနည်းအဘဲကြောင့်သူ့ကိုပြစ်ထားခဲ့သနည်းအစာစားစီခြင်းကသူ့ကိုခေါ်ချေကြဟုဆိုလေ၏မောရှိသည်ထိုသူထံမှနေ၍ပျော်မွေ့သည်ဖြင့်တမီးဇိပောရကိုမောရှိအားထိမ်းမြားပေးစားလေ၏ထိုမိမပွားသောသားကိုဤရချုပ်မြည်ဖြင့်မဲ့၏အကြောင်းမူကားငါသည်တကြုံတိုင်ငံ၌ ်ဧည့်သည်အာဂန်တူဖြစ်ရပြီဆိုသည်။ကာလအင်တန်ကြာပြီးမှအေဂုရုရှင်ဘီရင်အနိစ္စရောက်လေ။ဤတရီလာအမျိုးတို့လည်းအစေကျွန်ခံရသောကြောင့်ဤတွောင်းငိုကြွေးကြ၏။ထို့သောအစေကျွန်ခံ၍ငိုကြွေးသောအတန်သည်ဘုရားသခင်ထံတော်သို့ရောက်လေ။ထို့သောဤတွောင်းမိတန်းရှင်အတန်ကိုဘုရားသခင်ကြားတော်မူလျင်အာဗြဟံဣဇက်ယာကုပ်နှင့် ပြုခဲ့ဘူးသောပရိညင်ကိုအောင်းမေ့တော်မူ၏ဘုရားသခင်သည်လည်းဣတရီလအမျိုးတို့ကိုကြည့်ရှု၍သူတို့အမှုကိုစင်ကျင်တော်မူ၏ဖမျာဝါကျမ်းအခန်းကြီး1ပြပါပြီအားလုံးကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်ဖမျာဝါကျမ်းအခန်းကြီး3ဖမျာဝါကျမ်းအခန်းကြီး3သည် မောရှေနှင့်မိတောက်နေသောရှုံဘုတ်အကြောင်းဖြစ်သည် မောရှေသည်မိမိယောက်မမိဒံယစ်ပရောဟိတ်ရေတယောဤတိုးစိတ်များကိုထိန်စဉ်တောနောက်ဘက်သို့ဆောင်သွား၍ဟောရဲ့အမိရှိသောဖျားသခင်ဤတောင်သို့ရောက်လေ၏ထိုအခါဖျားသခင်ဤကောင်းငင်တမန်သည်ခြုံထဲကထွက်သောမီးလျံ၌ထင်ရှား၏မောရှေသည်ကြည်သောအခါမီးလောင်၍ ခြုံမကျွမ်းပဲရှိသည်ကိုမြင်လျင်အဘဲကြောင့်ခြုံမကျွမ်းပဲရှိသည်။ဤထူဆန်းသောယူပါယုံကိုငါသွား၍ကြည့်ရှုမည်ဟုဆို၏။မောရှေသွား၍ကြည့်ရှုကြောင်းကို ထာဝရဘုရားမြင်တော်မူလျင်မောရှေမောရှေဟုခြုံထဲက ခေါ်တော်မူ၏။မောရှေကလည်းအကျွန်ုပ်ရှိပါ၏ဟုပြောလေ၏။ဘုရားသခင်ကလည်းမချင်းနှင့်တင်ဤခြေနှင်းကို ချွတ်လော။တင်နှင်းသောအရက်က တန်ရှင်းသောမြေဖြစ်သည်ဟု၍၎င်းငါသည်တင့်အပ္ပဤဖျားအာဗြံဤဖျားဣဇက်ဤဖျားယာကုပ်ဤဖျားဖြစ်သည်ဟု၍၎င်းမိန့်တော်မူ၏မောရှေသည်ဖျားသခင်ကိုမကြည်ဝမ်းမိမိမျက်နှာကို ဖုံးလျက်နေ၏ထာဝရဖျားကလည်းအေကုတုပြည်၌ရှိသောငါဤလူတို့ခံရသောညင်စေခြင်းကိုငါစစ်စစ်မြင်ခဲ့ပြီသူတို့ကိုစေခိုင်းသောသခင်တို့ကြောင့် ူတို့မိတန်းသောအတန်ကိုလည်းငါကြားခဲ့ပြီသူတို့နာကြည်ခြင်းဝေဒနာကိုငါတိဤသူတို့ကိုအေကုတုပြီအေကုတုလူတို့လက်မှကယ်နှုတ်၍ခာနနိလူဟိတ်တိလူအာမောရိလူဖေဒစီလူဟိဝိလူယေဘုတိလူတို့နေရာနိုးနှစ်ပြားရီစီးတတ်သောပြည်သို့ပို့ဆောင်ခြင်းကငါဆင်းလာပြီယခုတွင်လည်းဣတရီလအမျိုးတို့ ငိုကြွေးသောအတန်သည်ငါထံသို့တက်ရောက်၍သူတို့ကိုအေကုတုလူတို့သည်နှင်းဆဲခြင်းအမှုကိုလည်းငါမြင်ရပြီထို့ကြောင့်ယခုသွားတော့တင်းသည်ငါဤလူဣတရီလအမျိုးတို့ကိုအေကုတုပြည်မှနှုတ်ဆောင်မိအကြောင်းတင့်ကိုဖာရောဘုရင်ထံသို့ငါဆီလွတ်မြင်ဟုမိန့်တော်မူ၏မောရှေကလည်းအကျွန်ုပ်သည်အဘယ်သို့သောသူ ဖြစ်၍ဖာရောဘုရင်ထံသို့ ဝင်သည်ဖြစ်ဣတရီလအမျိုးတို့ကို အဂရုပြည်မှာနှုတ်ဆောင်ပါမည်နီးဟုဘုရားသခင်အားခြောက်လျင်ဘုရားသခင်ကအကယ်စင်စစ်ငါသည်တင့်ပတ်၌ရှိလိမ့်မည်ငါသည်တင့်ကိုစေလို့ရှင်လက္ခဏာတက်တည်ဟုမူကားတင်းသည်ထိုလူတို့ကိုအဂရုပြည်မှာနှုတ်ဆောင်ပြီးလျင်ဤတောင်ပေါ်မှာဘုရားသခင်အားဝိပြုရလိမ့်မည်ဟု မိန့်တော်မူ၏မောရှိကလည်းအကျွန်ုပ်သည် ဣတရေလအမျိုးတို့ရှိရာသို့ရောက်၍တင်တို့ဘိုးဘေးများဤဖျားသခင်သည်ငါ့ကိုတင်တို့ရှိရာသို့ဆေလွတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျင် သူတို့ကထိုဖျားသခင်ဤနာမတော်ကအဘယ်သို့နည်းဟုကျွန်ုပ်ကိုပြန်၍မေးသောအခါအဘယ်သို့ပြန်ပြောရပါမည်နည်းဟုဖျားသခင်အားမေးချောက်လေ၏ဖျားသခင်ကလည်းငါဖြစ်သည့်အတိုင်းငါဖြစ်၏ဟု၍၎င်း ငါဖြစ်သည်ဟု အမည်ရှိသောသူသည်ငါကိုသင်တို့ရှိရာသို့ဆေလွတ်တော်မူပြီဟုဣတိလအမျိုးတို့အားပြန်ပြောလော့ဟု၍၎င်းမောရှေအားမိန့်တော်မူ၏တဖန်ဘုရားသခင်ကသင်တို့ဘိုးဘေးများ၏ဘုရားသခင်အာဗြဟံ၏ဖျားဣဇက်၏ဖျားယာကုပ်၏ဖျားတည်းဟုသောထာဝရဘုရားသည်ငါကိုသင်တို့ရှိရာသို့ဆေလွတ်တော်မူပြီဟုဣတိလအမျိုးတို့အားပြောရမည်ထိုအမည်သည် အစဉ်ငါအမိဖြစ်၏လူမျိုးအစဉ်အဆက်မပြတ်ငါပွဲနာမဖြစ်၏တွား၍ဣတိလအမျိုးအသက်ကြီးသူတို့ကိုစုဝေးစေပြီလင်တင်တို့ဘိုးဘေးများဤဖျားသခင်အာဗြဟံဤဖျားဣဇက်ဤဖျားယာကုပ်ဤဖျားတည်ဟုသောထာဝရဖျားသည်ငါအားထင်ရှားတော်မူလျက်အကယ်စင်စစ်တင်တို့ကိုငါအကြည့်ရှုလာ၍အေကုတုပြည်၌တင်တို့အားပြုတော်မူကို ငါမြင်ပြီအေဂုတုပြင်၌ခံရသောဒုက္ခတွေကတင်တို့ကိုငါနှုတ်၍ခာနနိလူ ဟိတိလူအာမောရိလူ ဖေရစီလူဟီဝိလူယေဘူးတိလူတို့နေရာနိုးနှစ်ပြား၏စီးတက်သောပြည်သို့ပို့ဆောင်မိငါဂတိရှိသည်ဟု သူတို့အားပြောလော သူတို့သည်တင်၏စကားကိုနားထောင်၍တင်သည်ဣတရလအမျိုးအသက်ကြီးသူများပါလျက် အေဂရုရှင်ပြန်ထံသို့ဝင်သည်ဖြင့်ဟေပြဲလူတို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီးအကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအားရစ်ပူဇော်ခြင်းကတောသို့သုံးရခီးသွားသောအခွင့်ကို ပေးတော်မူပါဟု၆ရမည်အေဂရုရှင်ပြန်သည်ကြီးစွာသောတကိုးကို မတွေ့မမြင်လျင်တွားရသောအခွင့်ကိုတင်တို့အားမပေးချောင်းကိုငါတည်၏ငါတည်လဲလက်ကိုဆန့်၍ ်အေကုတုပြည်ထဲ၌ငါပြုလက်တန့်သောငါဤအံ့ဩဖွယ်သောအမှုရှိသမျှတို့နှင့် ထိုပြည်ကိုတန်ခတ်မည်ထိုနောက်အေကုတုရှင်ပြင်းသည်တင်တို့ကိုလွတ်လိမ့်မည်ထိုလူမျိုးသည်အေကုတုလူတို့ထံ၌မျက်နှာရသောအခွင့်ကိုငါပေး၍တင်တို့သည်ထွက်သွားသောအခါ လက်ချိမသွားရကြအကြောင်းမူကားမိမအတိုင်းမိမိအိမ်နီးချင်းမိမိအိမ်မှာတဲသောသူ၌ငွေတစား ရွှေတစားနှင့်အဝိတစားများကို တောင်း၍တင်တို့သားသမီးများကိုတစားစင်စီသည်ဖြင့်အေဂုတုလူတို့၏အဥ္စာကို လူယူကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ဖမျောအကျံအခိုင်းသုံးပြပါပြီ။အားလုံးကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေ။အာမင်။